ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်အနေနဲ့เนาะဒီကနေ့အောင်ပွဲမပေးနိုင်ပေမဲ့ဒီကောင်ကိုရုံရုံကြည်ကြည်နဲ့ဆက်ထိုးနေတဲ့လူတွေရုံရုံကြည်ကြည်နဲ့ဆက်ထိုးနေတဲ့လူတွေဟာ2-6ဆိုပြီးဒီချိန်ထပ်ပြီးတော့ဝင်သွားပြီဗျာเนาะ2-6ဟုတ်လား2-6ဆိုပြီးတော့ဒီချိန်ဝင်တဲ့အတွက်သူ့ရဲ့ granny ကအနည်းဆုံး2ချိန်ဝင်ရမယ်ဆိုတာကအောင်မြင်သွားခဲ့တယ်နောက်တစ်ခါဇွဲနဲ့မဲနဲ့ဒီအခွေကိုလိုက်နေတဲ့လူတွေဒီကနေ့ တရှိဆိုပြီးတော့ကျွန်တော်တို့ဒီအခွေလေးထွက်သွားတယ်နော်ထို့အတူပဲတတုံညာ5 5 5ခွန်ရှိကကျွန်တော်တို့ဒီကြိမ်ပြန်လာအောင်မယ်မနေ့ပိုင်းတုံညာထွက်တဲ့အတွက်ဆိုတဲ့ဟာလေဒီမှာတရှိဆိုပြီးတော့ဒီကနေ့ထပ်ဝင်နေနော်ဒါလေးတွေတော့ကျွန်တော်အောင်လုပ်ပေးနိုင်တော့ညာလေကျွန်တော်တို့ဒီကနေ့ပရိတ်ကကျွန်တော်တို့အရန်ပရိတ်အောင်ပြီးတော့ထိတ်ကကျွန်တော်တို့အခွေအနေနဲ့ထွက်သွားတယ်ပေါ့နော်အဲ့တော့အောင်နေဒါပေမဲ့ကီးအနေနဲ့ဖောင်းဖြစ်သွားတယ်အဲ့အတွက်ကျွန်တော်တို့ မအောင်ပြန်ဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့20လေးပဲစားလိုက်ကြအောင်ဗျဒီ20လေးကတော့20ဟောင်းလေးပါပဲเนาะဆက်ပြီးတော့လည်းဟိုမှန်နေတယ်เนาะအဲ့ဒီလိုဆက်ပြီးမှန်တော့လည်းကျွန်တော်တို့ကဆက်ပြီးတွဲရတော့မှာပေါ့ဗျာเนาะအကဲအဲ့တော့ကျွန်တော်တို့ဘယ်ရစမလဲဆိုတဲ့အခါကျတော့ဟွာ၄3တလေးရစမယ်ဗျာเนาะ၄3တလေး၄3 1 4လေးရနေစလိုက်မယ်၄3 1 4 လေးသုံးတလေခောင်းငါတချောင်းငါတချောင်းတချောင်းရှစ်တကိုလေးရှစ်တကိုလေးကိုလေးဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါတော့เนาะကျွန်တော်တို့ပြီးခဲ့တဲ့ဟိုတောက်ကြနေရတွက်ထားတာဒီတပတ်တင်းလာနေမှာထွက်သွားတဲ့အတွက်နီးပေါ့เนาะအဲ့ဒါကိုကျွန်တော်ပြန်တွက်ပြမှာဖြစ်ပါတယ်เนาะအဲ့ဒါတော့ကျွန်တော်တို့အဲ့ဒါတွေကိုတွက်လိုက်ကြအောင် တွက်မယ်ဆိုရင်မျိုးတော့မှတ်မိမှာပါနော်20တွေပြလိုက်တယ်ဆိုရင်ပဲကဲအဲ့တော့ဒီမှာဒီ၄ရဲ့တဲ့ဒီတစ်ကေပေါ့၅ဒီ၉နဲ့ပေါ့၄ပါတဲ့၄ရဲ့ပါဝါ၉ရဲ့နှက်ခက်က၂၄၉၂ဆိုတဲ့ကီးသုံးလုံးဒီဘေးမှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့တိရှိတဲ့မအောင်ပါဘူး၈၄တဲ့၈၄မှာကျွန်တော်တို့၄တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်အမျိုးတို့

ီ6ရဲ့ပေါင်း8ဒီ3ညနဲ့ပေါင်းတော့လေ8ပါပဲတဲ့8 8ရဲ့ပါဝါ3ရှိရဲ့နှခက်က1 8 31ဆိုတဲ့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့1 9တဲ့တင်9မှာ1တလုံးထိပြီးအောင်ခဲ့ပါတယ်6 6တဲ့6 6မှာလည်းကျွန်တော်တို့1တလုံးထိပြီးအောင်ခဲ့ပါတယ်ဗျแกนเอาไปเอาตัดไป6953 6953 6953ใช่ ငါလေးငါ6ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်ဒီ3ရဲ့ဒီ ticket ပေါင်းတော့၄ဒီ9နဲ့ပေါင်းတော့9ပါတဲ့9 9ရဲ့ပါဝါ၄9ရဲ့နှစ်ခက်က6 9 6ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့တစ်ခွန်နဲ့မအောင်ပါဘူးခွန်လေးခွန်လေးတဲ့ခွန်လေးမှာကျွန်တော်တို့၄တုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့နော် ကဲနောက်တစ်ပြောတပမယ်3866 3866 4433 4433 3539 3539 3539ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်6ကေ3ရဲ့ပေါင်းတော့6 3ရဲ့ပေါင်းတော့9ပါတဲ့9 9ရဲ့ပါပါ4 9ရဲ့နှစ်ခက်က6 9 6ပါပဲတဲ့ကဲအဲ့တော့ဘာကြီးထွက်သွားသလဲဆိုရဲခါကျတော့3ရ8တဲ့မအောင်ပါဘူး2 4တဲ့2 4မှာကျွန်တော်တို့4တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ ဲနောက်တစ်ပြန်တွက်ပါမယ်နှစ်3 6 9 9 6 9နှစ်9 8 9နှစ်အာ sorry နှစ်ခွန်ခွန်9 9 6ခွန်9 9 6ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9ရယ်ဒီ8ကပေါင်းခွန်ဒီ6နဲ့ပေါင်းတော့3 3ရဲ့ပါဝါ8 3ရဲ့နှက်ခက်က9 3 8 5ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့9 5တဲ့ ကိုငါမှာငါးတလုံးထိပြီးအောင်ခဲ့ပါတယ်။ခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ။ကဲနောက်တစ်ပြုံးတွက်ပါမယ်။4369 6 4 2 4 2 4 6399 6399ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်။အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ကဲဒီ၄ရဲ့ပေါင်း2ဒီ9နဲ့ပေါင်းတော့1ပါတဲ့။ တတည့်ရပါဝါ6တည့်ရနှစ်ခါက8တ68ဆိုတော့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်လဲဆိုတဲ့အခါကျတော့တ8တ8တဲ့ဟောတ8မှာတကော6ကောထိပ်ပြီးအခွေအနေနဲ့ထွက်သွားပါတယ်တ8တ8တဲ့တတည့်မှာလည်းတတလုံးထိပ်ပြီးတော့ညာရောမနေ့ကောအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြောင်းတက်ပါမယ်ကိုလေး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 ၄၉ခွန်၄၄၉ခွန်၄၄၃၆၃ <laughs> 2363ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4ရယ်9ရယ်ပေါင်းတော့1 9ရယ်6ရယ်ပေါင်းတော့9နဲ့ခွန်ခွန်ရဲ့ပါဝါ2ခွန်ရဲ့နှက်ခက်က3ည9 2 3ညဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့အခါကျတော့2 9 2 9တဲ့2 9မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်4 3ည4 3ညတဲ့4 3ညမှာလဲ3ညတလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြန်တပါမယ်တိရှိတိခွန်တိရှိတိခွန်တဲ့၄၉ခွန်၉၄၉ခွန်၉တဲ့3863 3863ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒီမှာကျွန်တော်တို့တွက်မယ်ဆိုရင်ဒီခွန်ရဲ့ဒီခွန်ရဲ့ပေါင်းတော့၄ဒီ6နဲ့ပေါင်းတော့3ညတဲ့3ညရဲ့ပါဝါ5 3ညရဲ့နှက်ခတ်ကခွန်3ည5ခွန်ဆိုတဲ့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ပါထွက်သွားတယ်ဆိုတဲ့အခါကျတော့1 1တဲ့ မအောင်ပါဘူး3တုံညာ3တုံညာတဲ့3တုံညာမှာကျွန်တော်တို့တုံညာတစ်လုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့အဲဒါတော့ကျွန်တော်တနင်္လာနေ့မှာအောင်ခဲ့တာပေါ့နော်ပြီးခဲ့တဲ့ဘက်ကတနင်္လာနေ့မှာအောင်ခဲ့တာပါနော်ကဲအဲ့ဒါကိုကျွန်တော်ဆက်တွေ့ပါမယ်ဒီ9 15 3951 3951 2918 2918ဆိုပြီးကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ9ရဲ့ ဒီ၄ရဲ့ပေါင်းကိုဒီတင်းတဲ့ပေါင်းတော့၃ညရတယ်၃ပါဝါ၅၃ညနှစ်ခက်ကခွန်း၃ည၅ခွန်းဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်ကီးထိတ်ကလေးနဲ့ကတ်လိုက်ရအောင်ကီးထိတ်ကတော့ယနေ့အချိန်ထိမမထန်နိုင်မရှိနေပါသေးတယ်နော်ကီးထိတ်ဒီကနေ့ကီးထိတ်ကတော့ကျွန်တော်တို့6 9 4ပါတဲ့နော်ခုနကီးရိုးရိုးက ခွန်395ခွန်395ခွန်တဲ့เนาะအဲ့ဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့တော့ကျွန်တော်တို့မတူညီတာဖြစ်တဲ့အတွက်အကတ်မယ်ဗျเนาะ639 65 6ခွန်ကိုယ်တုံညာကိုငါကိုခွန်လေးတုံညာလေးငါလေးခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်ခဏလေးရထားပါတယ်အဲ့တော့ကျွန်တော်တို့ brain နဲ့ပြန်ညှိမယ်ဗျာနော် ဗရိတ်ကတော့ဒီကနေ့အရန်နေတဲ့အောင်ပါတယ်ဗရိတ်ဗရိတ်မှာဘာရတလဲဆိုတဲ့အခါကျတော့ခွန်3နှစ်ရှိဖြစ်ပါတယ်အဲ့မှာခွန်3ဒီ main ဗရိတ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခွန်3နဲ့ပတ်သက်တာကိုကျွန်တော်ဒီမှာလိုက်ကြည့်လိုက်မယ်ဆိုရင်3ဆိုတဲ့ဗရိတ်ပဲရှိပါတယ်ခွန်ဗရိတ်မရှိပါဘူးเนาะ နော်နေပရိရှိပရိတိုင်းမရှိပါဘူးเนาะအဲ့တော့ကျွန်တော်တို့ခွန်3မှာ60ဆိုတဲ့တပေါက်သေးပဲကျွန်တော်တို့ရပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီတကွက်သေးပဲထိုးမလားဒါဒါဒါမှမဟုတ်ချင်းကျွန်တော်တို့ကအခုနက်ခတ်ပေါ့เนาะနက်ခတ်လို့ကြာတယ်ကိုနက်ခတ်လို့ကြာပြီးသွားရင်တဲ့နက်ခတ်လို့ကြာပြီးသွားရင်နှစ်ခွန်၄ကိုနှစ်ခွန်၄ ကိုဆိုတဲ့ပြိဿဟာတဲ့၃ရက်တွင်လာပါလိမ့်မယ်တဲ့နော်နောက်တစ်ခါကျတော့ကျွန်တော်တို့ကိုပြိဿပေါ့နော်အခုဟာဟိုဟာတစ်ရှိဆိုတော့ကိုပြိဿပေါ့နော်အဲ့လို၄၉ကိုလို့ပြိဿဆင်းပြီးသွားရင်လည်း2 4 6 2 4 6ဆိုတဲ့ပြိဿဆင်းပါလိမ့်မယ်တဲ့အဲ့တော့ကျွန်တော်တို့ဒိုင်ဂရမ်မှာတူညီတာလေးတွေလိုက်ကြည့်မယ်ဆိုရင်2 4 6ဆိုတဲ့ပြိဿကတူညီတယ်အဲ့တော့ကျွန်တော်တို့2 4 6နဲ့ပတ်သက်ထားလေးရင်မြန်ထည့်ပြီးကစားကြည့်မယ်ဆိုခဲ့ရင်တော့အမှန်2 4 6ပေါ့နော် နှစ်လေးကိုဆိုပြိတ်ကလေးတွေအနေနဲ့အဲ့လေးကွက်ကိုကျွန်တော်တို့ရံပြီးကစားပါမယ်6ချက်ခွန်တော့ကျွန်တော်တို့တင်ကစားပါမယ်ဗျာနော်ဒါဒါဒါကျွန်တော်ကြိုက်တာကိုကျွန်တော်ပြောတာနော်အမျိုးလိုလည်းအကြိုက်တူပဲဆိုရင်ယူပါအကြိုက်မတူဆိုရင်တော့မယူပါနဲ့နော်ဒီကျွန်တော်ရဲ့ရာသက်ပံမှုတွေကတ်တရားပြက်ခဲပါတယ်နော်မနေ့ကထွက်ပါမယ်လို့ကျင်းနေမပြောတော့လဲ3ရက်တွင်မှာထွက်နိုင်ကြရှိရဆိုတဲ့အခါကျတော့မှနှစ်ကွက်တောင်ပြထားတဲ့အတွက်ကျွန်တော်တို့ဒီချိန်တော့ချိန်သွားလိမ့်မယ်ထင်တဲ့အတွက်ဒီမှာ6 6 4ဆိုတဲ့နှစ်နှစ်နှစ်ခွန် နှစ်လေးကိုဆိုတဲ့ပရိတ်ကိုကျွန်တော်နည်းနည်းလေးထည့်ပြီးစားကြည့်ကြပါရဲ့ဗျเนาะနှစ်လေးကိုဒါမှမဟုတ်လဲအဲ့မှာနှစ်လေးကို6တို့နှစ်ခွန်ပရိတ်တော့မရှိဘူးเนาะအဲ့နှစ်လေးကို6ဆိုနေတယ်မှာခွန်ပရိတ်မရှိဘူးเนาะဆိုတော့အဲ့မှာကျွန်တော်တို့ဒီကောင်လေးပေါ့เนาะအဲ့လိုဒီ9ကွက်ပေါ့เนาะလုံချောင်းကဒီ9ကွက်ကလေးထည့်ပြီးကစားလိုက်ကစားကြည့်စီကြပါရဲ့ကျွန်တော်ကတော့ကစားမယ်လို့စိတ်ကူးထားပါတယ်အမျိုးတို့အနေနဲ့တော့ ကြိုက်တူမဲ့ဆိုရင်တော့ယူပါအဓိက main quest ကတော့60ခွန်ပဲဖြစ်ပါတယ်ဗျကဲဒီကနေ့တော့ကျွန်တော်ရတင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံပြီးနောက်ဆုံးပိတ်အိတ်နဲ့လွယ်နဲ့ရပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ဗျာ